ရဥတာထောင်းမှာ80နှစ်တစ်နှစ်ပါပညာဘူမိတက်တူရဲ့ဟို Facebook စာမျက်နှာတွေပေါ်မှာတွေ့ပြီးတော့ဒီတက်တူကြီးရဲ့သူ့ရဲ့ရွေချက်နဲ့သူ့ရဲ့တင်ကြားပြီးမဲ့ဘာသာရက်ဒီအဲ့ဒါတွေကိုတွေ့ရှိပြီးတော့ဒါကိုလေ့လာခြင်းနဲ့စိတ်ကလည်းရှိတယ်။ငါကလည်းဒီဗုဒ္ဓစာပေတွေကိုလေ့လာနေတဲ့အခြေအနေမှာရှိတော့ပုံပြီးစိတ်ဝင်စားပြီးတော့ခုလိုတုဒ္ဓဓမ္မဒီပလိုမာတင်နန်းကြီးကို ဟိုတက်ဖြစ်တာပါဆောင်ဝဲအတွက်ကတော့ဆောင်ဝဲကတော့တင်နှံ့ရလို့တီးတန်းမရှိဘူးသို့တော်လည်းသူဆရာတော်ကြီးပြထန်းထားတဲ့ဟိုသင်ခန်းစာတွေပေါ့တတ်မှတ်ပေးထားတဲ့ပြထန်းတရားတော်တွေကိုပဲလေ့လာပါတယ်ဆရာကြီးရဲ့ဆရာဆရာတော်ကြီးရဲ့တင်နှံ့နဲ့ပတ်သက်လို့ဟိုဟောကြားထားတဲ့တရားတွေပဲ나ယူပြီးတော့တခါတခြားအပြင်ကဆရာတွေဆရာမတွေရဲ့ဟိုပို့ချတဲ့ဆွေးနွေးတဲ့ အဲတင်ကားကတွေကိုလေ့လာပြီးတော့ဒီဒီပလိုမာဆောင်ဝဲကိုဖြည့်ဆို့တာပါအဲ level 1 2 3 level 3ခုတလုံးတော့ဂုံလူပါပါတယ် level 1ကတော့မေတ္တာဒုက္ခအကောင်းဆုံးပါပဲလို့ပြောချင်ပါတယ်သို့တော်တခြားတရားဘေးပုတ်ကလည်းမကောင်းဘူးလို့ပြောလို့မရဘူးကောင်းပါတယ်အကုန်လုံးကတရားဒီကတော့အကုန်လုံးအကောင်းပါသို့တော်ဟိုဆရာတော်ကြီးဟောကြားတာတော့ဒီသင်္ကန်းတာမှာပြဋ္ဌာန်းတာကတော့သူက level 1 2 3မှာအဲ1ကတော့ဟိုပြောရရင်နည်းနည်းဟိုပါဠိပတ်တာနဲတယ်ပေါ့ဟိုဒီဆိုနောက်2ကနည်းနည်းများလာတယ်အဲ3ကစာလေးနည်းနည်းပုံများလာတယ်အဲ့ဒီသဘောတော့ရှိပါတယ်သူရသမဒီပလိုမာသင်ကန်းစာတွေကိုလေ့လာကြမ်းပြီးအရင်ကတော့ဆရာတော်ကြီးကတရားကိုနာပြီမဲ့တရားနာတယ်ဆိုတဲ့သဘောပဲရှိပါတယ်တရားနာတာနဲ့တရားကိုဟိုရင်နဲ့ကိုယ်တဏ္ဍာမှာဆွဲမဲ့သွားအောင်လေ့လာတယ်ဆိုတော့မတူပါဘူး တရားနာတာဆိုတာနာပြီးမိသွားတာများပါတယ်ဘို့တော့ခုဒီဒီပလိုမာသင်ခန်းစာကြတော့သူကစာမွေးကလည်းရှိတယ်ဆိုတော့ရင်ထဲကိုဆွဲတော့ပမလေးလာအောင်ဟိုနက်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 လေးရလာတဲ့ဖိုင်ဆိုတော့ရင်ထဲကိုကိုဆွဲတော့ပါစာမွေးရှိမယ်ဆိုတော့လေအချိန်ချင်းဒါကိုပြန်ပြီးတော့ရအောင်ကြက်မှတ်ရတဲ့အတွက်ပို့ပြီးဆွဲပါတယ်ဒီဘုဒ္ဓတသင်္ကန်းစာတွေကိုဖြာပြီးပြီးလေ့လာပြီးတော့မှကိုယ်တိုင်ကိုယ်တဏ္ဍာမှာ ကြင့်ကြံအားထုတ်ဆောင်ရွက်သားမှာဖြစ်ပါလေ။ဒါကြောင့်မို့လို့အားလုံးကိုလည်းဒီတင်နန်းကိုတက်ဖြစ်အောင်တက်ပါဒီဆောင်ရွက်ကိုစိတ်ဝင်စားပြီးတော့ကြိုးစားပြီးဖြည့်နိုင်ဖို့ဆောင်ရွက်ကြပါလို့တိုက်တွန်းခြင်းပါလေ။